MPTR မြန်မာနိုင်ငံရဲ့ပထမအဦးဆုံးဥဆောင်ဆက်သွယ်ရေး operator ဖြစ်ပြီးနှစ်ပေါင်း140တိုင်အောင်ဆက်သွယ်ရေးလုပ်ငန်းတိုးတက်မှုမှာရှေ့ဆောင်လာခဲ့ပါတယ်။1884ခုနှစ်ကစပြီးမြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍဖြစ်ထွန်းလာရေးပုံဖော်ရမှာအထူးကနေရာကပါဝင်ခဲ့ပါတယ်။ က်သွယ်ရေးသမိုင်းကြောင်းမှာမြန်မာနိုင်ငံရဲ့ပထမဆုံးအဖြစ်ကျင်းနဲ့ဝန်ဆောင်မှုနဲ့ကျမတို့ခီးလန်းကိုစတင်ရှောင်းလန်းခဲ့ပါတယ်။ MPT ဟာစက်သွယ်ရေးသမိုင်းတစ်လျှောက်အဆင်ဆင်တိုးတက်လာခဲ့ပြီးမြို့ပြတွေကမကကျင်းလက်အထီးဝါချိဆက်နိုင်အောင် တိုးချဲ့ဆောင်ရွက်ခဲ့ရတာတစဉ်ပထမဆုံးသောအပီပီဆိုင်ရာစက်သွယ်ရေးကို1956ခုနှစ်မှာစတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စက်သွေးရေးကဏ္ဍရဲ့ခေတ္တကူစီတိုင်းမှာတယ်လီဖုန်းကျိုးလိုက်တွေကနေကျိုးမဲ့သုံးမိုဘိုင်းဖုန်းတွေအထိကျမတို့ရဲ့ခွန်ရက်တွေကိုချက်တွေလာခဲ့ပြီးယနေ့မှာတော့ဒီဂျစ်တယ်နဲ့အွန်လိုင်းဝန်ဆောင်မှုတွေအထိပါစင်ကဲတိုးတက်ပေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်လုံခဲ့တဲ့စနစ်တာအချိန်ကကျမတို့ခရီးသွေးတစ်ခုကိုစတင်ခဲ့ပါဗျ မြန်မာနိုင်ငံရဲ့စစ်သွေးရေးကဏ္ဍကိုအရှိန်ဟုန်မြင့်တက်နိုင်ဖို့အတွက် MPD ဟာဂျပန်မိဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ KTTN Corporation နဲ့ Sumitomo Corporation တို့နဲ့အတူ2014ခုနှစ်မှာပူးပေါင်းဆောင်ရွက်ခဲ့ပြီးကမ္ဘာ့စစ်နည်းစစ်သွေးရေးဝန်ဆောင်မှုတွေကိုမိတ်ဆက်နိုင်ခဲ့ခြင်းနဲ့အတူကွန်ရက်တွေကိုလည်းလှင်လင်းမြန်မြန်တိုးဆက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ီအချိန်ကစလို့ MBD ဟာမြန်မာနိုင်ငံရဲ့နံပါတ်၁ဆက်သွယ်ရေး operator အဖြစ်ယက်တည်ခဲ့ပြီးသုံးဆွဲသူတန်း၂၀ကျော်ကိုဆက်သွယ်ရေးဝန်ဆောင်မှုတွေပေးအပ်ခဲ့တာဟာဆယ်စုနှစ်တခုကိုရောက်ရှိလာပြီဖြစ်ပါတယ်။ PPTK ရဲ့စီရင်ပူးပေါင်းဆောင်ရွက်မှုကနေဆက်သွယ်ရေးဝန်ဆောင်မှုတွေအပြင်နိုင်ငံတော်ဝန်ကလူမှုအသိုက်အဝန်းတွေအတွက်လည်းအထောက်အပံ့တွေကိုပေးအပ်နိုင်ခဲ့ပါတယ်။ နှစ်ကြာကာလအတွင်းမှာစိတ်ဆရာပြီးစမ်းသစ်တဲ့တယ်လီကုန်းဝန်ဆောင်မှုတွေကိုစဉ်ဆက်မပြတ်ပေးရနိုင်ခဲ့ပြီး 5G နဲ့ eSIM တို့လိုနည်းပညာအသစ်တွေအပြင် ကွန်ရက်ချက်တွင်နိုင်မှုတွေ၊မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေ၊မြန်နိုးမြင့် FTTA ဝန်ဆောင်မှုတွေ၊စီးပွားရေးလုပ်ငန်းသုံး B2B ဝန်ဆောင်မှုတွေနဲ့သုံးစွဲသူတွေအတွက်တရား6 call center အပြင် FPT ရဲ့ mobile application ဖြစ်တဲ့ FPT4U application ကိုလည်းစောင့်ရက်ပေးနိုင်ခဲ့ပြီးမြန်မာပြည်သူပြည်သားတွေအတွက် အကောင်းဆုံးသောဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးရနိုင်ဖို့စူးစမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါအပြင် MPTK ရဲ့စီရင်ပူးပေါင်းဆောင်ရွက်မှုစနစ်ပြည့်အထိမ်းအမှတ်အဖြစ်တုံဆက်သူမိဘပြည်သူအပေါင်းကိုကျေးဇူးတင်ပြတဲ့အနေနဲ့ဆယ်နှစ်ပြည့်ဝငွေထုတ်ပိုင်ခွင့်အစီအစဉ်နဲ့အတူအထူးပရိုမိုးရှင်းများစွာကိုလည်းပေးရခဲ့ပါတယ်။ NPT ဟာဝန်တန်းပေါင်း9000ကျော်နဲ့အတူရှေ့သို့လမ်းကြည့်မြန်မာပြည်ဆိုတဲ့ဂရီကဝတ်နဲ့အညီကြိုးပမ်းဆောင်ရွက်နေပြီးနိုင်ငံရဲ့ဖွံ့ဖြိုးမှုမှာအကြီးကားကြတဲ့မျိုးဆက်တဲ့လူငယ်တွေအတွက်ကျန်းမာရေး၊ပညာရေးနဲ့စိုးဦးစီးပွားရေးခန္ဓာတွေမှာအလေးထားပြီးပံ့ပိုးကူညီနေသလိုဒီဇယ်တယ်ပညာရေးအစီအစဉ်တွေအရေးပေါ်အဆက်အသွယ်ရေးထောက်ပံ့မှုတွေနဲ့ရေရှည်တည်တံ့တဲ့စီမံကိန်းတွေကိုအခြေခံပြီးဆောင်ရွက်နေပါတယ်။ တဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့နေရတဲ့အခါမှာလည်းအများပြည်သူတွေအဆက်အသွယ်မပြတ်စေဖို့အတွက်အရေးပေါ်ဆက်သွယ်ရေးနည်းလမ်းတွေကိုလည်းအချိန်နဲ့တပြေးညီပံ့ပိုးပေးခဲ့ပြီးပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ထောက်ပံ့မှုတွေကိုလည်းဆောင်ရွက်ပေးခဲ့ပါတယ်။စနေတာကနေအတွင်းမှာ MBTKSC ရဲ့ Joy Operation အနေနဲ့အောင်မြင်မှုတွေရော စင်ကုန်မှုတွေပါတရားသာကြုံတွေ့ခဲ့ရပြီးလဲထင်ရှားတဲ့အောင်မြင်မှုတွေလည်းမနေနာပါဘူးဒီကလေး MPD အနေနဲ့မြန်မာနိုင်ငံမှာအကြီးဆုံး operator တစ်ဦးအနေနဲ့သုံးဆွဲသူတန်း30ကျော်ဝန်ဆောင်မှုပြည်လျက်ရှိနေပြီးတော့ဒီအောင်မြင်မှုဟာကျွန်တော်တို့ဝန်ထမ်းတွေရဲ့ပစုံမနစ်ကြိုးစားထုတ်မှုကြံ့ကြိုက်ခံရမှုတွေဟာအဓိကတာတကားတွေပဲသူကူယူစွာနဲ့ပြောချင်ပါတယ် The dedication and commitment of our employees have enabled us to shape our decade journey successfully. We would like to express gratitude to our loyal customers, management teams, and valued partners who have been part of our journey over the past decade. In the future, MPT will continue to work together to achieve innovation improvement and sustainable benefits for the people of Myanmar. In line with the slogan we Moving, Myanmar, Myanmar Forward.